ဖလားရနိုင်သေးလားမေးတဲ့အဥ္စာကိုစိတ်ဆိုးပြီးလှည့်ထွက်သွားတဲ့အာဒီတာ အလုံးမင်္ဂလာပါဆင်မင်းဒီလူကတော့ဒီလေဘက်မှာလည်းတန်းဆဲဆုံးငါကအသိလေးတစ်သိရဲ့ဖျက်မြင်လူပွားခြင်းကိုခံလိုက်ရပါပြီ။ချမ်းမြန်ဖြစ်ဖို့အမှန်ကွာနေတယ်ဆိုပေမဲ့သင်္ချာနီးရဆိုရင် ဖြစ်နိုင်သေးတယ်ဆိုတဲ့နှုတ်နှင်းချက်လေးနဲ့အသက်ဆက်နေရတဲ့ဆင်မင်းဒီလူရဲ့အိမ်မက်တွေကိုရိုက်ချိုးသွားခဲ့တာလည်းဖြစ်ပါတယ်။အကြောင်းဒီနေ့မှလည်းထပ်ပြီးတော့စစ်သူလင်ဖြစ်ဖို့တေချာတလောက်ရှိသွားခဲ့ရပါပြီ။လက်ရှိမှာဆရာထိတ်ကပကူအတင်းနဲ့15မိနစ်ကွာဟသွားခဲ့ပြီဖြစ်လို့တော်တော်လေးမလွယ်ကူတော့ဘူးလို့ပဲပြောရမှာပါ။ ပဲဂိုးသားတွေချေချော်မှုမဆူတောင်းခင်စင်မန်တို့တို့ဘာသာချေမချော်ဖို့ကအရင်ဆူတောင်းရအောင်မှာဖြစ်ပါတယ်။ကေဂျီရူနဲ့ပွဲမှာ PSV တင်ကို9.6တိတင်ပြနိုင်ခဲ့တယ်။စင်မန်တို့ရဲ့တိုက်စစ်ကိုအလုံးကအထင်ကြီးထားခဲ့ကြတာပါ။ဂေဒူကတော့စင်မြန်တို့ဆိုတာနဲ့ခန်းစစ်ကိုကောင်းကောင်းပြရမယ်ဆိုတာနားလည်ထားပြီးသားဖြစ်တဲ့အမိုရင်ကအင်စာကိုတေချာလုပ်လာခဲ့ပါတယ်။ဂေဂျီတို့က defensive ဘိုင်းမှာ5-4-1ပုံစံမျိုးတည်လာခဲ့ပြီးတော့စင်မြန်တို့ကိုလိုအပ်ကန်အခက်ခဲစေခဲ့ပါတယ်။ စမန်နိုကဘောလုံးတော့ပိုကင်ထားနိုင်နေဆိုပေမဲ့ KG တို့ကတော့ကိုရောက်နိုင်တဲ့အခွင့်အရေးတွေပူရခဲ့ပါတယ်။ပထမပိုင်းမှာဘရူနိုရဲ့ free kick နဲ့ဥဆောင်ခံရတဲ့စမန်ကြီးတို့ကချီပါကိုရအောင်တော့မနေစူးစားလိုက်ရပါတယ်။နောက်ဆုံးမှာတော့ Rice ကတလုံးနဲ့သောချီပါကိုသွင်းယူပေးခဲ့ပြီးတော့တေးအတမတ်တော့ရယူနိုင်ခဲ့ပါတယ်။ပပီကန်ဒီမှာလည်း KG တို့ကကိုရနိုင်လောက်တဲ့ခွင့်ရေးတွေဆက်ရခဲ့ပေမဲ့တိုက်စစ်မှုက white land ဖြစ်နေတာရယ် royal ball ထမ်းသွားခဲ့တာရယ်ကြောင့်ကန့်ကောင်းသွားခဲ့တာဖြစ်ပါတယ် စင်မြန်တို့အနေနဲ့အစင်လာပြိုင်ဘက်ကိုလည်းနိုင်မြူနိုင်ခဲ့တဲ့အပြင်ဖလားနဲ့ပါအလန်းဝေးသွားခဲ့ပြီဖြစ်လို့နာစီယာလေးပြင့်တဲ့နေတဲ့ပွဲလို့ဆိုရတော့မှာပါဒီလိုအချိန်မျိုးမှာအလိုက်ကန်းစိုးမသိခဲ့တာကတော့ Sky Sport ကသတင်းတော့တူဦးပဲဖြစ်ပါတယ်ပွဲပြီးမှ Sky Sport ကသတင်းတော့တူဦးကနေစနစ်စီယာအာတီတာကိုအင်တာဗျူးလုပ်ခဲ့ပါတယ်အစောပိုင်းမှာတော့အင်တာဗျူးက AAC ဖြစ်ပြီးတော့မေးလိုက်ဖြစ်လိုက်နဲ့ဟုတ်နေခဲ့တာပါစီမံကြီးရဲ့လက်ရှိအခြေအနေကတိုက်ဆက်မှုတင်မခေါ်ခဲ့တာနဲ့တဆိုင်နေမလားဆိုတဲ့အမိကုံးကိုအာဒီတာကတော့မဆိုင်ဘူးဆိုပြီးဖြစ်သွားခဲ့ပါတယ် ။တရင်တော့ကလည်းပွဲပြီးကန်ကြီးကမှအာဒီတာကိုရင်ဝါဖောက်ကန်နေမိကုန်းတခွန်မိလိုက်ပါလေ။လက်ရှိမှာပကိုးသင်းနဲ့15မှတ်ထိကွာဟနေခဲ့ပြီဖြစ်လို့ချန်ပီယံဖြစ်နိုင်ပါဦးမလားဆိုတဲ့မိကုန်းကိုအာဒီတာလည်းဘာမှမဖြစ်ပဲနဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့လှည့်ထွက်သွားခဲ့ပါလေ။တရင်တော့ရဲ့မိကုန်းဟာဆိုရင်အာဒီတာတို့အနာဖို့ထုတ်ကြသလိုဖြစ်သွားခဲ့တဲ့ပုံရပါလေ။အဲ့တော့တရင်ကရှင်လင်းဘဲကိုရောက်တဲ့အခါမှာတော့ဖလားလူဘဲကအဆုံးသက်သွားပြီလားဆိုတာကိုမပြောချင်မမပြောအောင်မယ်ဆိုပြီးတော့စိတ်ပြတ်မိတယ်ဆိုပြီးပြောခဲ့ပါတယ်။လက်ရှိမှာပရီးမီးယားလိရာသီကုံဆုံးဖို့ကဆယ်ပွဲလောက်သာကြာနေတော့တာဖြစ်ပါတယ်။ ်ဆယ်ဘောသာကျန်တော့တဲ့အချိန်မှာ15မှတ်ထိကိုပြတ်နေခဲ့တာကြောင့်လောကကုမ္ပဏီကူတော့တဲ့အနေထားဆိုတာသိကြနေပါပြီစီမံလို့အနေနဲ့လက်ချံပွဲအလုံးနိုင်ခဲ့လေဆိုရင်တော့မှဘကိုးအသင်းက9ပွဲလောက်ရှုံးမှာပဲဖြစ်နိုင်တော့မှာပါဘာပဲဖြစ်ဖြစ်နှစ်တိုင်းဒုတိယလို့ဖြစ်အောင်ထိန်းထားနိုင်နေတယ်စီမံတို့ရဲ့တည်ငြိမ်မှုလေးကိုတော့ချစ်ကြည့်သွားမှာဖြစ်ပါတယ် ဆုံးလင်းကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်